ကဲပြန်ဆက်ရရင်ဒါနဲ့ယောဂဖြစ်သွားပြီပေါ့ဗျာအပရမစနစ်သူနေတယ်ပေါ့ပရမစနစ်နေတဲ့အခါကျတော့ follow up ကဘယ်လိုဖြစ်လဲဆိုတော့ကောင်းကောင်းမွန်မွန်ပြန်လိုက်နိုင်တာမရှိပါဘူးဟုတ်လွယ်လဲမလိုက်ပါဘူးနှစ်ပေါင်းလောက်ကြာမှပဲတစ်ခါတလီသွားတာရှိတယ်ပုံပေးထားတဲ့ဈေးတော့ပုံမှန်တောက်တယ်သူ့မှာအဲ့အချိန်အထိသူကလေ့ကျင့်ခန်းရှိသေးတယ်ပရမစနစ်လေ့ကျင့်ခန်းရှိမနေ့တိုင်းမနေ့တိုင်းကောင်းမွန်တဲ့လေ့ကျင့်ခန်းသူလုပ်ပါတယ် စားတော့လေစားတာတော့စားတယ်ပေါ့ဗျာဒါကတော့ဘလို့မှပြောလို့ဆိုလို့မရတားလို့မရစားတယ်ပြောတာဆိုတာတားတာရှင်ရင်လေစီယူသမားတော်တော်များများသဘောသဘာဝကတုံ့ပြန်မှုကနည်းနည်းလေး behavior ကတိတ်မကောင်းချင်ဘူးဗျာအောက်တယ်ဒါမျိုးဖြစ်တယ်အဲ့တော့ control ကရလိုက်မရလိုက်စစ်တယ်ဆိုတာကလည်းစီကံတွားပြီးစီကံရောက်မှဆက်ရတဲ့သဘောရှိတော့ဒီယနေ့လိုကြီးတော့တိတိကျကျကြီးတရက်ကို၃ချိန်ဒါမှမဟုတ်လဲဟိုပါပေါ့အကြီးကြီးကြီးတလို့ပေါ့ကိုယ့်အိမ်မှာ မီတာဝယ်ထားပြီးကိုကိုမီတာလေးနဲ့အလွယ်တကူကောက်စီရတဲ့အချိန်မဟုတ်ဘူးလေစည်းကမ်းသွားပြမှာဆိုတော့တော်တော်ကြီးကြားမှာတစ်ခေါက်လောက်ရှိပြတယ်ကြားထဲမှာတော့စည်းနှလုံးမှာပေါ်မင်းမနှလုံးညတစ်လုံးဒါပဲတောက်တယ်ဒီတိုင်းပဲနေလာတယ်ပေါ့ဆိုပထမဇန်နေ့ကိုဖြတ်တန်းတယ်ဖြတ်တန်းတဲ့ကောင်မှာထူးခြားတဲ့ဖြစ်စဉ်မတွေ့ရဘူးဆိုလိုတာကလေជីជីမမကြီးနဲ့ပေါ့နော်ပြဿနာတွေတက်ပြီးတော့တစ်ခုခုတွေအလိုအာပြဿနာជីជីမမကြီးဆိုတော့ပြန်သုံးသက်ကြည့်ရင်ဘာကြောင့်လဲဆိုတော့စေးစောက်တာပုံမှန်ဖြစ်တယ်ကိုလက်လှူရှားတစ်ခုကပမာဏနဲ့နည်းဖြီးထားတယ် ဒါတော့စီဂျိုကတက်တယ်ဆိုပေမဲ့လည်း hyper လောက်ရောက်တဲ့အထိတော့မဖြစ်ဘူးလို့ယူဆရတယ်ပေါ့ဒါပြန်လဲသုံးသက်ကြည့်တာပေါ့နော်အဲ့တော့ပထမ10နှစ်ကိုတော့အန်ဒီလိုပဲပုံမှန်ပဲပေါ့ရေပြုံးမပြတ်ပေါ့ဗျာပြောရအောင်နော်အန်ဒီတိုင်းလေးပဲကြော်ဖြတ်လာခဲ့တယ်လို့ယူဆရတယ်တော်မိသားစုကလည်းဒီတိုင်းပဲအထွေထူးများသောအားဖြင့်တော့စီဂျိုနဲ့ပတ်သက်တဲ့ဘူးဒုတာတွေကအခုနောက်ပိုင်းမှဒါ2015နောက်ပိုင်းလောက်မှပဲဟိုတော်တော်များများကပို့ဝင်လင်းလင်းတည်လာကြတာလေ ဲ့ဒီလိုပဲပထမဆယ်နှစ်ကိုဖြတ်သန်းလာပါတယ်ဗောနော်ဆိုပထမဆယ်နှစ်ဒီတိုင်းဒီတိုင်းနဲ့ပဲပြီးသွားတယ်ဗောပထမဆယ်နှစ်ကကဲဒါနဲ့ပဲဒုတိယဆယ်နှစ်စတယ်ဗောနော်ဒုတိယဆယ်နှစ်စတော့ဒုတိယပထမဆယ်နှစ်တောင်းလျှောက်လုံးကိုကောင်းမွန်တဲ့ဒီ control ဗောနော်ပြောရရင် sugar control ဗောအော်ကောင်းကောင်းမွန်မွန်ဆောင်ရခဲ့တာမရှိဘူးဗောမရှိတာဖြစ်တဲ့အတွက်ဒုတိယဆယ်နှစ်ထဲကိုဝင်တာ ਨੇ ပဲအဲ့မှာပြဿနာအစား ိုဘက်ကတရောင်းရှောင်းလုံးဖြစ်လာခဲ့တဲ့ခိဆက်ရက်ဒီအကုန်လုံးကပါလာပါလာပါလာပြီးဒီဘက်ကိုဒုတိယဆယ်နှစ်ထဲဝင်တာပေါ့ဒုတိယဆယ်နှစ်ထဲကိုဝင်တယ်ဒုတိယဆယ်နှစ်ထဲကိုဝင်ပြီးတော့တိတ်မကြဘူးချောထင်းနဲ့တနည်းနည်းနည်းလောက်ပဲရှိမှာပေါ့နော်တကီရတာပဲဒါဗီရီကီရိုအက်ဆီဒိုစစ်ဒါကလူကိုအမတန်အနေပြုတ်တယ်လေအဲ့အနေ life threatening ရှိတယ်။ဘယ်လိုပဲဖြစ်ဖြစ်မြို့မှာနေတယ် တက်နိုင်ငွေတက်နိုင်တဲ့ပမာဏရှိတယ်စီကူကိုတက်နိုင်တဲ့ပမာဏရှိတယ်ဟိုတွားရပြရမယ်စီကူတောက်မှုကိုတွားရမယ်နေရာလွယ်ကူတယ်ဒါကြောင့်ဒီလူကအသက်ရှင်ဝင်ရတယ်ဒီလူသားမဟုတ်လို့တောရက်တောရွာတွေမှာနေပြီးကုသမှုကိုလည်းခံယူဖို့လုံလောက်တဲ့ငွေကြီးမရှိရဲ့အဖိုးအဖွားမိဘများဆိုရင်ဒါဒီကိစ္စကအမတန်အမတန်စိတ်ညစ်ဖို့ကောင်းတာပေါ့နော်ဘုသူဒ္ဓတွေကလည်းချို့တဲတော့ဆုံးပြုတ်လို့နတ်ကိုင်းတယ်လို့ဖြစ်ပြီးဆုံးပါတယ်လို့ယူဆရတဲ့သဘောလေးရှိကောင်းရှိမင်းအဲ့ဒါဆိုတော့ ဒုတိယဆယ်နှစ်ကပထမပိုင်းကိုဝင်ဝင်ချင်းပါပဲပထမဆယ်နှစ်ကနေချင်တိုင်းနေလာတယ်ပေါ့ဗျာပြောရရင်စီးရုံသမားတယောက်ကစဉ်နှလုံးတောက်ပြီးဒီလိုပဲလမ်းလျှောက်နေလိုက်ရပြီပေါ့နော်ဒီလိုပဲပေါ့ပေါ့ပေါ့တန်တဲ့အတူလို့ပြောရမှာပေါ့အဲ့ဒီဟာရဲ့ရိုက်တဲ့ effect ကဒုတိယဆယ်နှစ်တတိုင်းဆဆချင်းပါပဲဒီကေရပါတယ်အဲ့တော့ဒီကေကတော့ဘယ်လိုသွားလဲဆိုတော့အနည်းဆုံးဖြစ်တဲ့ဒုက္ခကဘာနော်ဒုက္ခကဘာရှင်းအောင်ပါပမခာကြီး ဥယျာဉ်တွေပေါ့အဲ့တော့ရှိသေးတယ်အခုတော့ဆုံးသွားပြီအော်ပေါက်ကွယ်ဥယျာဉ်တွေရဲ့ကုသမှုအောက်မှာခံယူတယ်ပေါ့ကုသမှုအောက်မှာခံယူတယ်ဆယ်လောက်ကြာတယ်တပတ်ဆယ်လောက်ကြာတယ်ရှင်းမနေလိုက်ရတယ်အင်ဆူလင်နဲ့စလိုက်ဒီစကိတ်ထုံးစံအတိုင်းပါပဲဒီလိုပဲစီစဉ်နေရာရှိတာလေးစီစဉ်လုတ်ကြာရှိတာလေးလုတ်ပြီးတော့ပြန်ချပေးလိုက်တယ်ပေါ့လीပြောရပြန်ချပြီးကုန်နေပြအဲ့တော့အဲ့ဒီတော့တော့ဒိန်30လောက်ကုန်သွားတယ်